တရမစ်စင်များအားလုံးမင်္ဂလာပါဒီနေ့23ရက်6/2025ညနေပိုင်းရေရာလေးပေါ့နော်ဒီပိုင်းမှာကျွန်တော်ရေရာလေးပြောပြနေပါတယ်အဲရောချုံမစ်စီကအဲဗီဒင်တွေကမဟောဗီဒင်ကမကောင်းတာကြမှန်ပြီးတော့ကောင်းတာတွေမမှန်ဘူးဆိုတဲ့အခါကျတော့အဲအဲ့လေး ပြောပြပြမယ်နော်မကောင်းတာကြာတော့မှန်တယ်ကောင်းတာမှန်ဘူးဆိုတာကကျိုးကောင်းတာတွေမှန်တဲ့တွေရှိတယ်ကောင်းတာတွေကောင်းတဲ့တွေရောက်လာတဲ့တွေရှိတယ်နော်နောက်တစ်ခုကကောင်းတာရဖို့ဆိုတာနော်ပြောကြပါစို့ဥမာနမူနာပြောမှဆိုရင် မုန်းနာမင်းရှိကိုတိုင်တယ်ပြီးတော့ဆူတောင်းတဲ့အခါမှာကိုယ့်ရဲ့ဆူတောင်းပြည့်နေလားဆိုလို့ရှိရင်မုန်းနာမင်းရဲ့ကြည့်မယ်လीနော် သူ့စုတော့ငါပြအောင်ဖိလိုက်ရင်သူ့ရဲ့ဇိုက်လက္ခဏာကလည်းကြည့်အောင်မှာပြောမှဆိုလို့ရှိရင်သူဟာနော်ဆိုကြပါစို့သူတောင်းတလူလာတဲ့အရာကိုကိုကချပစ်လိုက်တယ်ဆိုရင်ကောင်းရင်တော်ရဲ့နော်အဲ့မဲ့သူကစံတဲ့ပဲလုံးနေမယ်ဆိုလို့ရှိရင် ဥမာပြောမိုးမိုးမိုးနမင်းအနေနဲ့ကြည့်လိုက်တဲ့တို့တကောတကောကာမစရိနဲ့ကြည့်လိုက်တဲ့အခါကျတော့ဒီလိုကမရသေးဘူးထပ်ပြီးတော့ရှင်းဖို့လိုရည်ရဲ့ဟလာပြုပြင်ပြောင်းလဲမှုတွေလိုရည်ရဲ့စေပန်းဆင်ရပြင်ဆင်ဖို့လိုရည်ရဲ့ဆိုရင်သူကဖယ်ပေးမလဲဟုတ်ပြီနော်အဲ့လူတိုင်းဟာထူတောင်းနေတာပြည်နေမယ်ဆိုလို့ရှင်တော့ဗျာအကုန်လုံးက အေဂျင့်နဲ့လူသားတွေဒါဆန်ပုတ်ကောင်းတာပေါ့အေဂျင့်နဲ့လူသားတွေလုံနိုင်ရလားအားဥစားလို့ပြောအောင်ဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ဖြတ်တန်းနေရတဲ့လူလောကမှာဘဘဝကြကြနဲ့နော်နောက်တစ်ခုကအရှိကိုအရှိတိုင်းလက်ခံပေးဖို့ရယ်နောက်ဖြစ်တဲ့မဖြစ်တဲ့ဆိုတော့သဘောတရားလေးတွေဟိုရှိကြဖို့လိုတာပေါ့နော်အဲ့တော့ကျန်တဲ့ဆရာတော်ကြီးဆရာတော်ကြီး ဟိုတရားခွေတွေရလို့ပဲမာဂရာကြီးတလုံးလှူတယ်အီမာဂရာကြီးတလုံးလှူရတဲ့ကျူအကြောင်းတိုက်ဒီကားတွေထက်ဆက်အောက်ဆက်ရပြီးတခါလအတခါလနောက်မှနောက်ကျနေရင်ပြီးသေးဘူးငရှိကုကံလေးပါလေစိန်ခံပစ္စည်းဆိုတော့ပြောမှဆိုလို့ရှိရပါတော့ကိုယ့်ရဲ့လှုပ်ဆောင်ရည်စွမ်းရည်ကိုယ့်ရဲ့ကောင်းစိတ်တွေကလူလူချင်းမကြည့်ပါနဲ့ဦးနော်ခုနကပြောတဲ့ဟိုတမဒီဘနှကောင်းနှမြ ကြတော့ပေးမလားတဘောပေါ့နော်အာအိုက်ပူဇာမျိုးပဲရောဂါချိန်ဝင်ရှာနေသွားမယ်ဆိုရှင်ဒီဘက်ကမှဘုဒ္ဓရောတာစီဘုဒ္ဓရောနာစီဆိုတာမရှိဘူးကိုလုတ်ခွဲ့တဲ့အချောင်းတရားကကိုရရလက်ပဲအဓိကပါစတာနော်အဲ့တော့ဘီရင်ရဲ့တဘောတရားစိုးရိုင်းမှန်တာတွေကောင်းတာတွေအဲမှားတိုင်းမှန်တာတွေကတော့မိစုပုံမှန်ပဲမူတည်ပါတယ်နော် ျွန်တော်အနေနဲ့ကဒီဂျိုတင်ဂီတနဲ့ပတ်သက်ပြီးတော့အဒီရတတ်ပညာနဲ့ဟောပြောမှုအပိုင်းကဒါကျွန်တော်ရဲ့အလုပ်ပေါ့ဗျာမှားခြင်းမှန်ခြင်းကတော့မေစီတို့အဘက်ကတိုက်တယ်လို့ပြောလို့ရပါတယ်နော်တိုက်တယ်လို့ဆုံးပြလို့ရပါတယ်တိုက်တယ်လို့ဝေဖန်လို့ရပါတယ်ဒါကလူစွာဝေဖန်ရေးကြရှိသမဲပေါ့ဒါရကင်းမှမကင်းတာနော်ဒါဒီတဘောကိုပြောခြင်းဖြစ်ပါတယ်စင်ရင်ချမ်းသာခြင်းနေရှိခြင်းမရှိခြင်းနေအတတ်ပညာတတ်ခြင်းမတတ်ခြင်းနေ အချောင်းရရရာကိုရဲ့ရင်နှင်းနဲ့ကတစ္ဆာတာလေရင်နှဲကအဖြစ်မှန်အပေါ်ရမဟုတ်ဘူးပြောမှသလိုရှင်အဲ့ရရအဖြစ်မှန်နေရစစ်မှန်ဖို့လိုပါတယ်လို့ပြောခြင်းဖြစ်ပါတယ်နော်အဖြစ်မှန်စစ်မှန်ဖို့လိုပါတယ်တဲ့ဟဲ့ဗာပဲလှုပ်လှုပ်ပါပဲအဖြစ်ရှိအောင်တခုလို့ကျွန်တော်တို့ပါတော့ပြောပါတယ် ပါလဲတော့တင်ဆောင်လုပ်ပါတဲ့ပြီးပြအောင်လုပ်ပါတဲ့လုပ်ငန်းကို greedy နေပါပေါ့နော်အဲ့တော့လူလူချင်းလဲလိစမှုထားပါလို့ပြောမှဖြစ်ပါတယ်ဒါတတာအဲ့တော့ရရိယာလေးတွေကျွန်တော်ရဲ့အပါမင်နေကအောင်းငင်ရရိယာလေးတွေကျွန်တော်မြောက်ပြေးနေတာပါနော်အော်ကျွန်တော်မနေ့ကဆိုရင်တပတ်စာဟောစရာတွေကျွန်တော်ကပြင်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုကြိုကြာကာလတွေမှာဈာကာလရက်တွေမှာ ကျွန်တော်ရဲ့မိတ်ဆွေတွေတစ်ခုမို့တစ်ခုတော့အသုံးတည့်နေတာပေါ့နော် ကိုယ်အသုံးမတည့်မတည့်ရင်တော့မှတဘာတို့တုံးတဲ့ဆိုလို့ရှိရင်ပြည့်ရချူနှက်ပါလေဝေနဲ့ကသူနှက်ပါလေဒီမှာပြောခဲ့ရတဲ့ဗီဒီယိုခိုင်းနေတဲ့မှာဆိုတော့တော့အခုကခုနရသားသမီးတွေအတွက်ဗီရင်ဟောပြောခြင်းနဲ့ရေရာပေးခြင်းကိစ္စကကျွန်တော်ရဲ့ဒီ ြီးမားတဲ့လုပ်ငန်းတစ်ခုကြီးဖြစ်တယ်လို့ဒီကြားထဲမှာကျွန်တော်ရဲ့မိစေအနေတပုတ်မယူရလေအောင်ကျွန်တော်ရေရရာနဲ့ပတ်သက်ပြီးရောလေနောက်ဟောရေရရာနဲ့ပတ်သက်ပြီးရောလေမတူတဲ့အကြောင်းတရားရှိတယ်နောက်လူဘဝရဲ့လူတူတယောက်ချင်းရဲ့ဖြစ်စဉ်တွေကလည်းမတူတာရှိတယ်ဟာဒုက္ခဆိုတာလေတိုးကြဟိုဒုက္ခသူကဟိုဟိုလုံငန်းကိစ္စအကြောင်းအဆင်မပြေတာဒီဘက်ကဥမာကျမိုက်နဲ့ပတ်သက်ပြီးတော့ တင်းညက်နေတာအောကကြတော့တခြားကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေရဆိုအဆင်မပြေတဲ့ကိစ္စတွေကလူသားဆိုင်လူသားတိုင်းထပ်တို့ထပ်မြောက်မဖြစ်နိုင်ဘူးเนาะဒါမျိုးတွေအဲ့တော့ကျွန်တော်ပြလိုက်တဲ့အခုရှင်ရီယာလေးတွေမျှဝေပြတာလေးကမိမိတို့အတွက်တစုံတရာမှာ သူကျွတ်နေဆိုလို့ရှိရင်ဝမ်းတာပါတယ်လို့เนาะပြောမှာဆိုလို့ရှိရင်အဲ့တော့ဝမ်းတာပါတယ်ထပ်ပြီးတော့လည်းအောင်မြင်မှုရရှိကြပါစေ ခုနှစ်ရက်သားသမီးတွေကောင်းကျိုးလိုအပ်ဆန္ဒရေးအတွက်တာကျွန်တော်ကဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။အဲဒါဒုက္ခ၃မျိုးဒုက္ခ၃မျိုး၃မျိုးကျွန်တော်ကြားထဲမှာစရိယာပြဖြစ်နေတာပါ။အဲဒီဒုက္ခ၃မျိုးဆိုတာလားစိပါးရေးပါမယ်၊ကျမရေးပါမယ်၊အမှုခင်းနေပါမယ်၊တက်လို့ရှိအောင်လည်းငရကိစ္စရေးပါမယ်။နော်အလောင်းကစားခိစ္စရေးလည်းပါပါပါမယ်စသဖြင့်ပေါ့။ ုက္ခအမျိုးမျိုးလောင်းသားလို့လို့ရှုံးနေတာတွေပါမယ်အဲဒါလေးတွေကြာတော့ကျွန်တော်တို့ခုနတပတ်စာပေးခေါ်တဲ့ကြတော့ဘုရားတိကျပြောတာမဟုတ်ဘူးဒီနန်နေဒီတပတ်ထဲမှာဒီနန်နေကောင်းမယ်ဆိုးမယ်အဲအဘုဇံတွေပေါ့နော်ကျိုးကျိုးကျိုးတွေကဖော်ပြတဲ့အတိုင်းဟိုတပတ်ချင်းတပတ်စာခေါ်ပြတာဒါတော့မိမိတို့ညာရှိတယ်လို့တုံးပါလိုက်ပါရှင်းပါဂျူပါလို့ပြောချင်ပါတယ်နော်ဒုက္ခ၃မျိုးဆိုတာလူတိုင်းထဲမှာဒီ၃မျိုး၃မျိုးပြခြင်းဆိုအခုကျွန်တော်အခုပြပေးပြီမယ်ဒုက္ခ၃မျိုးကပထမဒုက္ခကိုပြောပြပေးပါမယ်နော် စီးပွားပြတ်ခြင်းတို့မဟုတ်เนาะအလုတ်ပြုတ်ခြင်းဒါတချို့ကဒါဆိုလို့ကျရင်တရားနဲ့တောင်မတူနိုင်ဘူးပေါ့เนาะစီးပွားပြတ်တာတို့အလုတ်ပြုတ်တာဆိုရင်ကျွန်တော်ပြောမယ့်ဒီစရိယာလုံးလိုက်ပါအဲပထမအမျိုးသားတွေမှာပါပါတယ်အာစီးပွားလုတ်လီလုတ်လီမြုပ်လီဖြစ်နေတယ်စီးပွားပြတ်နေတယ်တော်တော်အချိန်ကြီးဆိုးနေပြီဟုတ်လားအာနောက်ဒုကကျတော့အလုတ်ကပြုတ်နေတာ ပြုတ်မလို့ပုံစံဖြစ်နေတာเนาะအလုတ်ပြုတ်မဲ့အနေထားမျိုးတွေကြောက်နေတာဒါမျိုးတွေဘာလို့ရမလဲဆိုတော့ အင်းကြီးလုံကြီးဆွတ်မှာနော်အင်းကြီးတုံးမို့လုံကြီးဆွတ်မှာဒါမို့တစ်စုံလုံးဖြစ်ဖြစ်ဆွတ်မှာဒါဆိုလို့ရှင်ဒီဒုက္ခလွတ်မြောက်သွားပါလိမ့်မယ်နော်ကြီးပါပြတ်တယ်တုံးမို့အလုံးငါပြုတ်ခြင်းလို့ပုံသဏ္ဍာန်ဖြစ်နေအင်းကြီးလုံကြီးဆွတ်လိုက်ပါအဲဆိုရင်အညာနဲ့ခြေသွားပါလိမ့်မယ်အဲ့ဒုက္ခလွတ်မြောက်သွားပါလိမ့်မယ်နောက်တစ်မျိုးတွေးထွက်တိုင်းဖြစ်တာနောက်အစိတ်ရှိတဲ့တရားဝါ နော်ထိမိတာကြိုက်ခဲမိတာ နောက်ရှင်ဘက်မှာ အနာတရဖြစ်တာယောဂဖြစ်တာနော်အဲ့ဒီအခုကျွန်တော်ပြောပြတဲ့အုပ်စုဟောတမျိုးပေါ့နော်တွေ့တဲ့တိုင်ဖြစ်တာအစိတ်ရှိတဲ့တရဝါကြိုက်မိတာအဲ့ဒါမျိုးတော့နော်ဒါရှင်ဘက်မှာအနာရတာအာရမျိုးတွေရင်ကျယောဂါတို့ဘာလို့ဒါလည်းပုံပါတာပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဆိုရင်ဒါတက်တာပြောက်ခင်းနိုင်ဖို့အတွက် တက်တာစီဖို့အတွက်နော်ကြောက်တာတော့ရရားပူဆွမ်းတာပေါ့ဗျာပြောမှဆိုလို့ရှိရင်အဲ့တော့တက်တာစီဖို့အတွက်လာမုံခွကျူးလိုက်ပါလာမုံခွကျူးပါနော်ခုနကကျွန်တော်ပြောတာနော်သူသက်တန်ရုပ်ဖြစ်တဲ့ကိစ္စတော့နောက်တော့ကအပြောကောင်းပြောကောင်းဖွားဖွားအစိတ်နဲ့နာတော့စိတ်နဲ့တော်တော်ဝါနော်တိမိတာ ကောက်ချက်ခံရတာပေါ့နော်ရှင်ဘက်မှာအနာဖြစ်တာယောဂဖြစ်တာရှင်ချက်တာစသဖြင့်ရှင်နဲ့ပတ်သက်ပြီးတော့ယောဂဝိညာဉ်ခံစားတာတက်တာဖို့ဆိုလို့ရှင်လက်မုံခွကျူလိုက်ပါဒါဆိုလို့ရှင်အဲ့ကျွန်တော်ပြောပြတဲ့အရာပြောက်ကင်းသွားပါလိမ့်မယ်ဒုမိုတက်တာသွားပါလိမ့်မယ်လို့ပြောချင်းဖြစ်ပါတယ်နော်နောက်တစ်မျိုးနောက်တစ်မျိုးကြတော့အထက်လူချင်းနဲ့ပြည်နာဖြစ်တာဒါလေးချိုးရှိကြမှာပဲရှိကြတာပေါ့နော်အဲ့တော့ အလုပ်တွေလုပ်နေရတယ်ဆိုတော့တစ်ခုမဟုတ်တစ်ခုတော့ဒါရမကြုံအောင်လို့ပြောလို့မရဘူးကြုံလာနိုင်တယ်ပေါ့တော့ကြုံတတ်တယ်ပေါ့ဗျာပြောမှဆိုလို့ရှိရင်အတ္တတရားမနေရပါ့မယ်အမှုတရားဘူရတဲ့လူလောကကြီးထဲမှာလူလောကရဲ့ချက်တန်းနေရတဲ့လောကဓာန်ကတော့တစ်ခုမဟုတ်တစ်ခုတော့ပတ္တခယမှာပဲတုံ့တွေ့နေရစမေးဖြစ်မှာပါเนาะအဲ့လိုထက်လူကြီးနဲ့ပြဏနာတက်တာ၄နောက် ဖခင်အတွက်တော့ကကြောက်ရတာလေအဖေအတွက်တော့ကကြောက်ရတာလေအဖေနဲ့အဖေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာလေနောက်စိတ်ညစ်စရာတစ်ခုမတစ်ခုကြုံရတာလေအဖေနဲ့ပတ်သက်ပြီးတော့တိတ်လေးညာတော့မဟုတ်တော့ကတွေကြုံရတာပေါ့ဗျာစိတ်မကောင်းနေဖြစ်ရတာလေအဖေတဲ့တစ်ခုမတစ်ခု လုပ်ပေးချင်တာလေနော်အဲ့ဒါမျိုးတွေအဲ့တော့အထက်လူကြီးနဲ့ပတ်သက်တဲ့ကိစ္စအဖေနဲ့ပတ်သက်တဲ့ကိစ္စခက်ခဲလေးဖြစ်နေတယ်ဆိုရင်ငါးသက်စီလွတ်ပါတဲ့ငါးသက်စီ ငါးသက်စီကဘယ်လိုလွှဲရမလဲဆိုတော့ပြောအောင်မယ်နော်ခြေောက်ကိုဒီလိုစုံမရဘဲနဲ့ချက်တစ်ဘက်ကနောက်ကိုဆုတ်ထားတယ်ဆုတ်ပြီးပါဒီငါးသက်စီလွှတ်ခိုင်းတာပေါ့ဗျာနော်တန်းနေလို့ရှင်နောက်ကခြေောက်တစ်ချောင်းထောက်ပြီးတော့ငါးသက်စီလွှတ်လို့ရှင်ဩပို့ပြီးတော့တိကျတယ်လို့ပြောမှာကြရရာအိဗေရပါတော့နော်အာ ခြေောက်တစ်ချောင်းထောက်ပြီးတော့ငါးသက်စီလွှတ်ရတော့နည်းနည်း ခဏခဏဖြစ်တဲ့ဆိုရင်လည်းချက်တစ်ချောင်းနောက်ကိုညှစ်ထားလိုက်ပါနော်ချက်တစ်ချောင်းကိုနောက်ကိုထားရမယ်ရှစ်ချောင်းကရှေ့မှာထားအဲ့လိုပါနော်ရှေ့နောက်ချောင်းထားပြီးတော့ငါးတစ်စိဖြစ်ပါဒါဆိုလို့ရှိရင်အထက်လူကြီးပြဒနာကိစ္စမင်းရင်းသွားပါလိမ့်မယ်ခြေရှင်းသွားပါလိမ့်မယ်အေးချမ်းသွားပါလိမ့်မယ်ခြေရယာနဲ့ပတ်သက်ပြီးတော့နော်ဒီ၃မျိုးကို ခြေရုံကြည်ကြည်နဲ့လုပ်မယ်ဆိုလို့ရှင်ငွေကုန်ကြေးကြလည်းမရှိပါဘူးဗျာတက်မှာဆိုလို့ရှင်နော်ခြေရုံကြည်ကြည်နဲ့လုပ်မယ်ဆိုလို့ရှင်မိမိတို့ကြီးလေးတဲ့ကိစ္စဖြစ်ရင်တင်းငယ်သွားပါလိမ့်မယ်တုံးမပပျောက်သွားပါလိမ့်မယ်တုံးမကိုယ့်ဘက်ကဖြစ်စင်းခွင့်နေစသီးပါလိမ့်မယ်ရှင်ကြည်မှုကတခိုးဖြစ်ပါလေရှင်ကြည်မှုကဘယ်ရာမဆိုပါရှင်ကြည်မှုကတခိုးဖြစ်ပါလေဒါကြောင့်မို့ဒုက္ခ၃မျိုးအချောင်းရှရိယာကိုကောင်းကင်ရှရိယာအပါမင်းငင်ကရဲ့ကောင်းကင်ရှရိယာကို ကျွန်တော်ကတက်ဆင်ပြီးတော့မိတ်ဆွေတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်နော်နောက်ရေရာပိုင်းဆရာကိုနောက်ဗီဒီယိုဖိုင်မှာကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးစိတ်ချနာခြင်းပြုကြပါစေကျေးဇူးတင်ပါတယ်